မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ2ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်စခန်းသိမ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့ကိုထိုးစစ်ဆင်လာတဲ့စစ်တပ်ကိုလော်ဝါကျေးရွာမှာ KIA နဲ့ KPDF ပူးပေါင်းအဖွဲ့များကတိုက်ခတ်ရာစစ်တပ်ကအလောင်း73လောင်းရရှိခဲ့ပြီးတော့တအုပ်ကိုအရှင်ဖမ်းမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလာတရက်နေ့ကဖားကံလန်လော်ဝါကျေးရွာမှာရှိတဲ့စစ်တပ်ကို KIA နဲ့ KPDF ပူးပေါင်းတပ်များကဝင်ရောက်တိုက်ခတ်ရာစစ်တပ်လက်အောက်ခံပြည်သူစစ်နယ်စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း73လောင်းရရှိခဲ့တယ်လို့သိရပါတယ်။လော်ဝါကျေးရွာကစစ်သားများက စူတောင်းတောင်ကိုထွက်ပြေးသွားတယ်လို့သိရပါတယ်။လောဝါကြီးရွာခရီးရန်စူတောင်းတောင်ကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်းနေကို KI နဲ့ KPD ရဲ့ပူးပေါင်းတပ်များကလိုက်လံတိုက်ခိုက်ရာစစ်သားတအုပ်ကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။စူတောင်းတောင်ကိုလည်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကပိမ့်ပိုက်ထိန်းချုပ်လိုက်တယ်လို့သိရပါတယ်။ ဧပြီလ24ရက်နေ့ကစတင်ပြီးတော့ကချင်ပြည်နယ်ဖားကန်မြို့ကိုမိုးကောင်ကာမိုင်းဘက်ကနေပြီးတော့စစ်တပ်စစ်ကြောင်းများအင်အားရာချီပြီးတော့တက်လာတဲ့အတွက်ဖားကန်လမ်းမိုင်းများအလုံးကိုပိတ်ထားတယ်လို့သိရပါဗျ။မြေကြီးနားမိုးကောင်ကာမိုင်းဘက်လမ်းရေကာတာရွာတဝိုက်မှာတိုက်ပွဲတွေအကြီးအကျယ်ဖြစ်ပွားခဲ့တဲ့အပြင်ဟိုပင်အင်းတော်ကြီးလမ်းမိုင်းတဝိုက်မှာလည်းစစ်တပ်ကစစ်ကြောင်းတွေထိုးနေတဲ့အတွက်တိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကလေကြောင်းတိုက်ခိုက်မှုများကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။ KIA ရဲ့ပူးပေါင်းတပ်များထဲမှာ Cookie National Army ဘာမှ KNAB, KIA ဂေါ်ရခာ, ABSDF, KPDF, PDF, MOD နာဂတ်တပ်များလည်းပါဝင်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်ရေးကြီးသတင်းကတော့ AR ဒေတာဖြာပုံမြို့နယ်မှာနှစ်လကျော်ကြာပျောက်ဆုံးနေတဲ့မဖူးဖူးရွှေစင်ကိုအလောင်းအယိုးစုအဖြစ်နဲ့ပြန်လည်တွေ့ရှိခဲ့ရပြီးတော့လူသက်တရားခံလို့တန်တရားရှိတဲ့မဝမ်းခွဲအပါအဝင်လူ၄ဦးကိုဖမ်းဆီးဆက်ဆဲနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အခုနှစ်ဖေဖော်ဝါရီလ22ရက်နေ့ကဖြာပုံမြို့နယ်ကျုံတာကြီးွာနေမဖူးဖူးရွှေစင်ဟာစိုင်းကဲနဲ့ထွက်သွားတဲ့အချိန်မှာပျောက်ဆုံးသွားခဲ့တယ်လို့သိရပါဗါးအဲ့ဒီနောက်မှာတော့နှစ်လကျော်အကြာအေပီလ29ရက်နေ့ကဖြာပုံမြို့နယ်ကိုအိမ်နန်းကြီးွာနေတကန်ခွာကြီးကြီးွာအနီးဖြာပုံဘိုကလေးကားလမ်းဘေးမှာလူအရိုးစုတစ်ခုကိုတွေ့ရှိရကနေစီစစ်စစ်ဆေးခဲ့ရပျောက်ဆုံးနေတဲ့မဖူးဖူးရွှေစင်ဖြစ်နေတာကိုအတည်ပြုခဲ့တယ်လို့သိရပါဗါးထွက်သွားတော့ကတော့စိုင်းကဲနဲ့တယောက်တည်းထွက်သွားတာပါဖေဖော်ဝါရီလ22ရက်နေ့က ားတွေကလေးကပျောက်သွားတာပြန်တွေ့တော့အေပီလ29ရက်နေ့မှာပြန်တွေ့တာပေါ့ထွက်သွားတော့ကပါသွားတဲ့ဆိုင်ကယ်ရော iPhone ရောရှာမတွေ့သေးပါဘူးအလောင်းမဲ့ပြန်တွေ့တာပါလက်ရှိကတော့ရဲစခန်းမှာအမှုဖွင့်ထားတယ်လို့သိရတယ်ဒဏ်ရာတွေပါတယ်ဆိုတာကလည်းစစ်ဆေးလို့မရတော့ပါဘူးမနေ့ကဆက်နန်နိုင်မှာပဲသူ့ကိုရွာမှာပဲတကြိုလိုက်ပြီလို့သိရတယ်လို့မောင်ကောင်းဖြာပုံကပြောပြထားပါတယ်ဖြာပုံမြို့နယ်ကိုအိမ်တန်းချေးရွာနယ်တကန့်ခွာကြီးချေးရွာကြားဖြာပုံဘိုးကလေးကားလမ်းဘေးမှာတိတ်ဆုံးနေတဲ့အလောင်းအယိုးစုကိုစီစစ်ရမှာ တေဆုံးသူရဲ့လက်မှာဝတ်ဆင်ထားတဲ့ဟန်းချိန်ကိုတွေ့ရှိရကနေမဖူးဖူးရွှေစင်ဖြစ်တာကိုအတည်ပြုနိုင်ခဲ့တယ်လို့သိရပါဗျ။မဖူးဖူးရွှေစင်က အဲ့ဒီလက်ရှိဝစ်စင်ထားတဲ့အတွက်ရွှေဟန်းချင်းကိုတက်ဖြတ်တဲ့သူတွေကမတွေ့မြင်မဲနဲ့ကြံ့ရည်သွားခြင်းဖြစ်တယ်လို့သိရပါဗျ။မဖူးဖူးရွှေစင်ရဲ့အလောင်းကိုမေလာတရက်နေမှာတကြိုခဲ့ပြီးတော့လူတက်တရက်ခံလို့တန်တရားရှိတဲ့မောင်ဝမ်းခွဲအပါဝင်လူလေးဦးကိုရက်တက်ဖွဲ့ကဖမ်းဆီးစစ်ဆေးနေတယ်လို့သိရပါဗျ။သူ့မောင်ဝမ်းခွဲနဲ့တရက်ခံလေးဦးပေါ့အခုတော့မိသွားပါပြီ။စစ်ဆေးနေတော့မဲတခြားတရက်ခံတွေကြံသေးလားဆိုပြီးတော့စစ်ဆေးနေတယ်။အခုတိထားရတဲ့လောက်ကတော့သူ့မောင်ဝမ်းခွဲကလောင်းကစားလုပ်တယ်ဂိမ်းနေပါတယ်ဆော့တယ်အဲ့ဒီလိုလောက်ရမှာရှုံးတော့ပတ်စံလိုရာနဲ့သူ့အမကိုလိန်ပြီးတော့ခေါ်သွားတာ။ သူ့ကောင်မလေးနဲ့မိတ်ဆက်ပေးမယ်ဆိုပြီးတော့ခေါ်သွားတာပါခေါ်သွားပြီးတော့ရန်ကုန်ဘိုကလေးကားလမ်းမှာတတ်ပစ်လိုက်တာပေါ့မုံနေပါတယ်လဲစားသွားသေးတယ်စားပြီးတော့ညဘက်ရောက်မှအဲ့ဒီဘက်ကလည်းလူကနည်းနည်းရှင်းတဲ့နေရာရောက်တော့တတ်ပြီးတော့လမ်းဘေးကခြုံပုတ်ထဲမှာပစ်ထားခဲ့တဲ့သဘောပါတရားခံရဲ့နာမည်တွေတော့မသိပါဘူးသူ့မောင်ဝမ်ခွဲလို့ပဲသိထားပါတယ်သူ့မောင်ဝမ်ခွဲရဲ့ သူ့ရွာကြုံတာရွာကနှစ်ယောက်ရယ်ဘိုးကလေးကတစ်ယောက်ရယ်လို့သိထားတယ်လောလောဆယ်တော့ဖမ်းပြီးစစ်ဆေးနေတော့မယ်လို့မောင်ကောင်းဖြာပုံကသတင်းပေးဖို့ပြောကြားထားပါတယ်မတ်ဖူးဖူးရွှေစင်ဟာတေဆုံတဲ့အချိန်မှာအသက်24နှစ်သာရှိပြီးတော့မတေဆုံမီ2025ခုနှစ်ဖေဖော်ဝါရီလမှာမအုပ်ပင်တက်ကတော့ကဝယ်ယူထားသူဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MNDAA ကသိမ်းပိုက်ထားတဲ့လာရှိုးကိုစစ်ကောင်စီကပြန်လည်ရရှိလိုက်ပြီဖြစ်တော့လေအရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုလာရှိုးမှာဖွင့်လှစ်ရမရှိတော့ဘဲမိုင်းရဲနဲ့တန်ရဲမှာမြို့တစ်ဖော်ပြီးတော့အခြေစိုက်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ22ရက်နေ့ကစတင်ပြီးတော့စစ်ကောင်စီကလာရှိုးမြို့ကိုပြန်လည်ရယူထားတော့လေ ရှင်းမြောက်တိုင်းစစ်ဌာနချုပ်ကိုတော့အခြေစိုက်ရမရှိတော့ပဲစကခစစ်စင်ကိုကဲမှုဌာနချုပ်အဆင့်တောင်ပြန်လည်ဖွဲ့စည်းထားရှိမှာဖြစ်တယ်လို့သိရပါတယ်ရမခတိုင်းစစ်ဌာနချုပ်ကိုတော့လာရှုံးမှာပြန်ပြီးအခြေစိုက်ဖို့မရှိပါဘူးစကခအဆင့်မဲ့ပြန်လည်ဖွဲ့စည်းမယ်လို့သိရတယ်လက်နက်နဲ့လူအင်အားတွေပြန်ပို့ပြီးတော့နဂုံမူလတည်ရင်တွေပြန်လည်တိဆောက်ဖွဲ့စည်းနေပြီဖြစ်ပါတယ်လာရှုံးစေယုံကြီးကိုလည်းပြန်လည်ဖွင့်လှစ်မယ်လာရှုံးခရိုင်အဆင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကိုလည်းပြန်လည်ပြီးတော့ဖွင့်လှစ်ပါမယ်နဂုံလိုတော့ တိုင်းစစ်ဌာနချုပ်မြို့တော်ပြန်လည်ပြီးတော့မလုပ်တော့ဘူးလို့သိရတယ်လို့နေပြည်တော်စစ်ဘက်သတင်းအရေးမြစ်ကရှင်းပြထားပါတယ်။2024ခုနှစ်ဩဂတ်လ3ရက်နေ့မှာ MNDAA ကလာရှုံမှာရှိတဲ့ရှင်းမြောက်တိုင်းစစ်ဌာနချုပ်ကိုအပိတတ်တက်ခိုက်သိမ့်ပိုက်ပြီးတဲ့နောက်စစ်ကောင်စီကယာယီအဖြစ်မိုင်းရဲနဲ့တန်ရန်ဘက်ကိုအရှင်းမြောက်တိုင်းစစ်ဌာနချုပ်ယာယီပြန်လည်ဖွဲ့စည်းခဲ့တယ်လို့သိရပါတယ်။ယခုအခါမှာအရှင်းမြောက်တိုင်းစစ်ဌာနချုပ်အစ်စ်ကိုမြို့တစ်စီမံချက်နဲ့မိုင်းရဲနဲ့တန်ရန်မှာအခြေချထားပြီးဖြစ်တယ်လို့သိရပါတယ်။ MNDA ကတိုက်ခိုက်သိမ်းပိုက်ထားတယ်။လာရှုံမျိုးကိုနိုင်ငံရေးဖိအားများကြောင့်အာဏာသိမ်းစစ်ကောင်စီထံပြန်လည်ပေးရခဲ့ရတယ်လို့ကိုကန့်သတင်းမှာ AP လ26ရက်နေ့ကတရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။တရုတ်ရဲ့ဂျောင်းဝင်စစ်ဆက်ပေးမှုအရစစ်ကောင်စီကလာရှုံမျိုးပေါ်ရက်ကွက်12ခုကိုပြန်လည်အုပ်ချုပ်သွားမှာဖြစ်ပြီးတော့မျိုးရဲ့ပြင်ပမျိုးပတ်ပတ်လေးကို MNDA ကတပ်ဆွဲထိန်းချုပ်ထားတယ်လို့သိရပါတယ်။တရုတ်အစိုးရရဲ့ဂျောင်းဝင်ဆောင်ရွက်မှုနဲ့အခုနှစ်ဇန်နဝါရီလ16ရက်နေ့က ကိုမင်းဆွေးနွေးပွဲမှာစစ်ကောင်စီနဲ့ MNDA တို့ကြားအပြစ်ခတ်ရက်စဲရန်သဘောတူညီခဲ့ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့အချမ်းဖတ်စစ်ကောင်စီကပြန်လည်ဆစ်ဆေးမဲ့တက္ကသိုလ်ဝင်စာမွေးပွဲကိုငလျင်ဘေးတင်တဲ့ဒေသကចောင်းသားចောင်းသူများပြန်လည်ဖြေဆိုကြရန်စစ်တပ်ရဲထွေအုပ်အပါအဝင်ဌာနပေါင်းစုံကចောင်းသားများနဲ့မိဘများကိုဖိအားပေးပြီးတော့ချင်းချောင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မက်လာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးကြောင့်မန္တလေးတက္ကသိုလ်မှာတက္ကသိုလ်ဝန်ထမ်းစာမေးပွဲအပြေလွှာပေါင်း၄သိန်းခန့်မိလောင် ပြသသွားတယ်လို့သိရပါဗျ။အပြေလွှာတွေပြသခဲ့တဲ့မန္တလေးနေပြည်တော်သခိုင်းနဲ့ကချင်ပြည်နယ်ကတက္ကသိုလ်ဝင်ကျောင်းသားကျောင်းသူများဟာလာမယ့်ဇွန်လ16ရက်နေ့ကစတင်ပြီးတော့စာမေးပွဲပြန်လည်ဖြေဆုပ်ခိုင်းရန်စစ်ကောင်စီကကြေညာခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့ငလျင်ဘေးတဲ့နဲ့ဒေသများကကျောင်းသားကျောင်းသူများဟာမဖြစ်မနေပြန်လည်စစ်ဆေးမယ်တက္ကသိုလ်ဝန်ထမ်းစာမေးပွဲပြန်လည်ဖြေဆုပ်ရန်စစ်တပ်ရဲနဲ့ထွေးဥက ဖီအားပေးချင်းချောက်လာတယ်လို့သိရပါတယ်တက်ကတော့ဝန်ထမ်းစာမေးပွဲဖြေထားတဲ့ចောင်းသားចောင်းသူတွေနဲ့မိဘတွေကိုပညာရေးမှုရုံးကိုခေါ်ပါတယ်အဲ့ဒီမှာတက်ရဲနဲ့ထွေအုပ်ညွန့်နယ်ပညာရေးမှုနဲ့ဆရာဆရာမတွေကစာမေးပွဲကိုပြန်ဆက်ပေးတာကဂုံတိတ်ခါရှိဖို့နဲ့တရားမျှတမှုအတွက်ဖြစ်ပါတယ်နိုင်ငံတော်ကစေတနာကောင်းကောင်းနဲ့စာမေးပွဲပြန်လုပ်ပေးတာပါဝင်ဖြေကြပါမဖြေရင်တော့နောက်ဘယ်တော့မှစာမေးပွဲဖြေခွင့်ပေးတော့မှာမဟုတ်ဘူးဆိုတာမျိုးဖီအားပေးလာပါတယ်သူတို့တွင်းမဲ့ကမ့်စခန်းကိုလည်း ဒီရပိုင်းအတွင်းမှာလာဝင်ရမယ်လို့ပြောတယ်လို့မန္တလေးကចောင်းသားမိဘတအုပ်ကရှင်းပြထားပါတယ်။ဒါအပြင်မန္တလေးမှာမနေ့ကညပိုင်းက တက္ကသိုလ်ဝင်စံပွဲပွဲကိုပြန်လည်ဖြေဆိုကြရန်ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့များကလော့စပီကာများနဲ့လိုက်လံအော်ဟစ်ဖိအားပေးနေတယ်လို့သိရပါတယ်လက်တလုံးမှာမန္တလေးစကိုင်းနဲ့နေပြည်တော်တို့မှာတက္ကသိုလ်ဝင်စံပွဲပွဲများပြန်လည်ဖြေဆိုကြမယ်လူတွေဟာနေပါနေတယ်လို့သိရပါတယ်အခုသိရတဲ့လောက်ကတော့ပြန်ဖြေမဲ့ចောင်းသားចောင်းသူရာဂိုင်နှုံးက90ရာဂိုင်နှုံးအောက်ရောက်နေပါတယ်အဲ့ဒါကြောင့်အတင်းကျပ်ပြန်ပြီးတော့ဖြေခိုင်းနေတယ်လို့သိရတယ်လို့မန္တလေးကចောင်းဆရာမတူကရှင်းပြထားပါတယ်စစ်ကောင်စီကဇွန်လအတွင်းမှာပြန်လည်ဆက်စည်းမယ်တက္ကသိုလ်ဝင်စံပွဲပွဲမှာចောင်းသားចောင်းသူ6300ကျော်က ကိုပြန်လည်ဖြေဆိုရမှာဖြစ်ပြီးတော့စာစစ်ဌာန200နီးပါးဖွင့်လှစ်မှာဖြစ်တယ်လို့သိရပါဗျ။မန္တလေးကចောင်းသားမိဘအများစုကတော့တက္ကသိုလ်ဝန်ထမ်းဆောင်ပေးဝဲဖြေဆိုခဲ့တဲ့အချိန်ကငလျင်လောက်ခတ်ခြင်းမရှိတဲ့အတွက်စိတ်အေးတက်တာစွာဖြေဆိုနိုင်ခဲ့ကြတော့လေတက္ကသိုလ်ဝန်ထမ်းပြန်လည်ဆစ်ဆဲတဲ့အချိန်မှာတော့ငလျင်တန်းကြောင်အိမ်ပြိုစီးပွားပြက်မိသားစုဝင်တွေတေဆုံးထားခြင်းဖြစ်တယ်လို့ပြောဆိုထားပါတယ်။ဒါကြောင့်ចောင်းသူចောင်းသားများအနေနဲ့၎င်းမိဘတွေအနေနဲ့၎င်းဆောင်ပေးဝဲကိုပြန်လည်ဖြေဆိုရဟာမလွယ်ကူဘူးလို့တုံ့သက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကိုကဲ MNDA ရခိုင် AA နဲ့ပလောင် TNL တို့ပါဝင်တဲ့မြောက်ပိုင်းညီနောင်မမိတ်၃ဘွဲ့ကအပြစ်ခတ်ရဆဲရဲကာလကိုတလထက်မှတတ်တန်းတိုးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မက်စလာ28ရက်နေ့ကမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ပြင်အား9.8အဆင့်ရှိတဲ့အင်အားအလွန်ပြင်းတဲ့ငလျင်ကြီးနဲ့နောက်ဆက်တွဲငလျင်ငယ်များကြောင့်ပျက်စီးဆုံးရှုံးသွားတဲ့အဆောက်အုံများကိုဖယ်ရှားရှင်းလင်းရန်ငလျင်အပျက်စီးအဆောက်အုံများကြားထဲမှာအသက်ရှင်လျက်နဲ့ကြံ့ရည်နေတဲ့လူနဲ့အိမ်မွေးတိရစ္ဆာန်များကိုရှာဖွေကယ်ဆယ်ရေးလုပ်နိုင်ရန်အတွက်အပြစ်ခတ်ရက်စဲရေးကိုမေလ1ရက်နေ့ကနေမေလ31ရက်နေ့အထိထပ်မံပြီးတော့တတ်တန်းတိုးလိုက်ကြောင်းကြေညာခဲ့ပါတယ်။မြောက်ပိုင်းညီနောင်မဟာမိတ်၃ဘွဲ့ကအေပီလ1ရက်နေ့ကနေအေပီလ30ရက်နေ့အထိ တဖက်တအပြည့်ရအကြောင်းပထမအချိန်ကြီးညာခဲ့ပြီးတဲ့နောက်အခုဒုတိယအချိန်ဖြစ်နေထမှန်ပြီးတော့တလအပြည့်ရအကြောင်းထမှန်ကြီးညာခြင်းဖြစ်တယ်လို့သိရပါဗျ။ဒုတိယအချိန်အပြည့်ကရက်စဲရေးကာလတလကြာကြီးညာရခြင်းဟာ ငလျင်ကြောင့်ကယ်ဆယ်ရေးလုပ်ငန်းစဉ်များဟာတလကြတဲ့တိုင်အောင်ဖေရှားရှင်းလင်းရေးလုပ်ငန်းများကိုထိရောက်စွာလုံဆောင်နိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။ဒါကြောင့်ငလျင်နောက်ဆက်တွဲလုပ်ငန်းများနဲ့ဆက်ဆက်တဲ့လုပ်ငန်းများဆက်လက်ပြီးတော့ဆောင်ရွက်နိုင်ရန်အတွက်အချိန်ထပ်မံလိုအပ်နေမှာဖြစ်တဲ့အတွက်ကြောင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတစ်ဖက်သက်အပြည့်ရတဲ့ကာလကိုထပ်မံပြီးတော့နောက်ထပ်တလတက်တန်းတိုးခြင်းဖြစ်တယ်လို့မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဘွဲ့ကပြောဆိုလိုက်ပါတယ်။မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဘွဲ့အနေနဲ့စစ်ကောင်စီနဲ့တိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာများမှာ မိမိကိုမိမိခုခံကာကွယ်တဲ့တုံ့ပြန်မှုမျိုးကလွဲပြီးတော့စတင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမျိုးပြုလုပ်မှာမဟုတ်ဘူးလို့ကြေညာထားပါတယ်။အကြမ်းဖက်စစ်ကောင်စီကဧပြီလ2ရက်နေ့ကနေဧပြီလ30ရက်နေ့အထိအပြစ်ခတ်ရဲစဲရဲနှစ်ကြိမ်ကြေညာခဲ့ပေမဲ့လေမေလ1ရက်နေ့မှာတော့အပြစ်ခတ်ရဲစဲရဲကိုထပ်မံပြီးတော့တတ်တန်းတိုးခြင်းမပြုတော့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စိတ်ရိပ်သတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး BN ရဲ့အပေါင်းကကင်းဝေးပြီးတော့အချမ်းပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ